ရွှေချင်းဆရာတော်ကြီးကနေပြီးတော့စာရန်လေးတစ်စောင်ထုတ်ခဲ့ဘူးတယ်သူစာရန်လေးရဲ့နာမည်ကကုသတပည်ငရေတပိတ်သာစာရန်တဲ့။ဘာနဲ့ပတ်သက်ပြီးတော့ရေးတာတုံးဆိုလို့ရှိရင်ထိုခေတ်ကဖျားပွဲတွေနဲ့ပတ်သက်ပြီးတော့ရေးထားတဲ့စာရန်ဆရာတော်ကြီးရေးတဲ့ကြပြလေးတစ်ပုဒ်ကဘာတော့ဆိုတာတနစ်တခါငရေရှာ လူရွာဖျားပွဲတဲ့ ဖရပွဲဆိုပြီးတော့ကျင်းပကြတယ်ပွဲလန်းသဘင်တွေနဲ့နော်ဖရပွဲလို့သာကျင်းပလိုက်တာဖရရှိခိုးတဲ့လူစားမတမနဲလေဖရပွဲဝယ်ဖို့ဘုန်းကြီးတို့တော်မိလိုက်သေးတယ်ဖရပွဲဆိုလို့ရှိရင်မြတ်မပြည့်မှာဝက်တောင်မှသုံးမျိုးရှိတယ်နော်ဖရပွဲကြတော့ကျွေးဖို့မွေးထားတဲ့ဝက်ကိုဖရဝက်လို့ခေါ်တယ် အခုခေတ်ကတော့သူကသူနိုင်စင်နေပါတယ်နဲ့မို့ဒီလိုမရှိတာကိုနော်ခုလက်အော်ရာပေးတာတွေရှိရင်ရှိမှာပေါ့ဖယားဝက်နောက်ဘုန်းကြီးတွေတန်ဃာဒိဋ္ဌိအဘတ်တင်လို့ကုစားတဲ့အခါပြိဝတ်ဆောက်တည်ပြိဝါဒဆိုအပိုင်းခြားတစ်ခုအလိုက်တန်ထမ်းရတယ်အဲ့ဒါလို့တန်ထမ်းပြီးတော့ ကျင့်ဆောက်တည်တာပရိဝတ်ဆောက်တည်တယ်လို့တချို့ဒေသတွေမှာလုပ်ပါအဲ့ဒီပရိဝတ်ဆောက်တည်တဲ့တန်ဃာတွေကိုကျွေးဖို့မွေးထားတဲ့ဝက်ကိုတော့ဝဝက်လို့ခေါ်တယ်အဲ့လိုအဲ့လိုဝက်တွေကအမျိုးမျိုးရှိသေးတယ်နော်အဲ့ဘုန်းကြီးတို့ကငယ်ငယ်တုန်းကကြုံမှုတယ်ပေါ့ရွာဖျားပွဲဆိုရင်ဝက်သားစားရတာသိကြတယ်ဘယ်ကနေရတယ်တော့မသိဘူးဝက်သားစား ဖျားဝဲဆိုရင်ဝဲသားစားကြရတဲ့ခါအေးအဲ့ဒါလို့ကုသိုလ်ဆိုပြီးတော့လှုပ်တဲ့ထဲမှာအကုသိုလ်တွေကပါလာအကုသိုလ်တွေပါလာအကုသိုလ်လှုပ်တယ်ဆိုတာတချို့ကငါအကုသိုလ်မရှိဘူးလို့ဒီလိုပြောကောင်းပြောလိုက်မယ်အကုသိုလ်ဖြစ်တယ်ဆိုတဲ့ဟာမှာသူကကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူတဲ့တူတူပဲအဲ့လေကို ကိုယ်တိုင်တတ်တာသူများကိုတတ်ခိုင်းတာအော်ရာပေးတာနော်အသားတွေအော်ရာပေးတယ်တာဗတ္တပိတ္တာဆိုအော်ရာပေးမယ်ကိုယ့်ကိုယ်ဈေးမှာတပ်ပြီးသားဝယ်တာအကြောင်းကိစ္စမဟုတ်ဘူးအော်ရာပေးရင်ဒါမလွတ်ဘူးနော်နောက်တစ်ခုကပါတော့ဆိုလို့ရှိရင်ချီးမွမ်းတာတိုက်ရိုက်ချီးမွမ်းတာလည်းပါမှာပေါ့ ဝက်ပေါ်တာဝဲသဘောကျပြီးတော့အသားပေါ်တာဝဲသဘောကျပြီးချင်းမစိတ်တူတယ်ဘာမှတော့မပြောဘူးစိတ်ကတော့သဘောကျတူတယ်သဘောတူတယ်အဲ့ဒီပုံကို၄ဥစလုံးဟာအကုသိုလ်ဖြစ်တယ်တူတူပဲဒါကဘုရားဘာသာကျမ်းစာတွေမှာဆိုရဲဘုရားဘာသာကျမ်းစာမှာမဆိုဘဲနဲ့ပြောတဲ့စကားတစ်ခုရှိတယ်ဆိုပါစို့စာသူနဲ့တတ်သူ အသားစားတဲ့လူနဲ့အသားဖော်တဲ့ပေါ်တဲ့လူတချို့ဘာသာရေးကိန်းကဘယ်လိုယူဆတာဆိုစားတဲ့လူနဲ့တတ်တဲ့လူအကုသို့ဖြစ်တာချင်း50 50တယ်50 50တို့တို့ပြောတယ်အဲ့ဒါချင်းဝါဒအဲ့ဒီတန်းရှိ50 50ပဲနော်တတ်တဲ့လူက 50ရာခိုင်နှုန်းပတ်သက်တယ်စားတဲ့လူက50ရာခိုင်နှုန်းပတ်သက်တယ်အဲ့ဒါကိုတော့မြတ်စွာဘုရားလက်မခံလက်မခံဘာလို့လက်မခံလုံးလို့ဆိုတော့စဉ်းစားကြည့်ပေါ့တတ်တဲ့လူရဲ့စိတ်ဓာတ်နဲ့စားတဲ့လူရဲ့စိတ်ဓာတ်နဲ့တမျိုးစီပဲလေအဲတခုတော့ရှိတာပေါ့အေးငါ့အတွက်တပ်ပါစေဆိုတဲ့စိတ်ရှိရင်တော့သူလည်းပါမှာပေါ့အဲ့ဒါဆိုရင်အဲ့လိုမဟုတ်ဘူးဈေးတွေ့လို့ဝယ်စားတယ် စေတွေ့လို့ဝယ်စားတဲ့အသားဆိုင်ကဝယ်စားလိုက်တယ်။အဲနောက်တတ်ကြပါသေးဆိုတဲ့စိတ်လည်းမရှိဘူး။သူ့မှာအသားအနေနဲ့ပဲဝယ်စားလိုက်တယ်။သို့သောသူ့စိတ်ထဲမှာသိပါစေဆိုတဲ့စိတ်တစ်ခုမှမထားဘူးပေါ့။စားစရာတစ်ခုအနေနဲ့ဝယ်စားတယ်စိတ်ကဖြူစင်တယ်။အဲ့ဒါကိုမြတ်စွာဘုရားကဥပမာပါနဲ့ပေးတယ်ဆိုလို့ရှိရင်လက်မှာဒဏ်ရာအနာတရမရှိဘူးဆိုလို့ရှိရင်အစိတ်ကိုင်းပေမဲ့လို့အစိတ်မသိမှုတဲ့။ ဆိုလိုတာကကိုယ်စိတ်ကစင်ကြယ်တန်ရှင်းနေရင်အကုသိုလ်မဖြစ်ဘူးလို့ဒီလိုပြောတာပေါ့เนาะအဲ့တော့ကောင်းပြီလောကမှာအကုသိုလ်ဘယ်လိုလုပ်ရင် ဖြစ်တယ်ဘယ်လိုလုပ်ရင်မဖြစ်ဘူးဆိုတာဒါသိဖို့အမှန်တမ်းအရေးကြီးခေါနရွှေချင်းဆရာတော်ကြီးကရေးတယ်တနစ်တခါငရဲရှာလူရွာဖရားပွဲငရဲရိဒ္ဓကုသိုလ်တပည့်ငရဲရိဒ္ဓစာရမ်းမှာဒီလိုရေးထားတယ် ။မဖြစ်လို့တော့ဆိုတော့သူခင်မှာခုနဖျားဝဲတွေဟာဝက်တာကြက်တနဲ့သားတွေတတ်ပြီးတော့တန်ဃာတွေပင့်ပြီးတော့ဆွန်ကြွေးကြတယ်မလုံးကြတယ်ဧတရီဧခံကြတယ်ဒီလိုတွေဖြစ်တာဟုတ်။အဲ့ဒါကြောင့်မလို့သားကောင်တွေတတ်ပြီးတော့ဒါနကောင်းမှုလုပ်တယ်ဆိုလို့ရှိရင်နှစ်ပိုင်းရှိတယ်သူကတတ်တဲ့အပိုင်းကတစ်ပိုင်းဒါနကောင်းမှုလုပ်တာတစ်ပိုင်း တတ်တဲ့အပိုင်းကအကုသိုလ်ဖြစ်တယ်ဒါနကောင်းမှုလုပ်တာကုသိုလ်ဖြစ်တယ်အဲ့ဒီနှစ်ခုကိုရှင်ကြည့်လိုက်မယ်ဆိုရင်ဒါနရလိုက်တာကနည်းနည်းငရဲကြီးတာကများများအဲ့ဒါကိုရည်ရွယ်ပြီးတော့ဒီမှာကုသိုလ်တပည့်ငရဲရိတ်တာလို့ပြောတာနော်ကုသိုလ်ကတပည့်ငရဲရတပည့်တာကြားဘူးကြားပါလိမ့်မယ်အမျိုးသမီးတယောက်အိမ်ကိုဧည့်သည်ရောက်လာအဲ့ဒီနေ့မှလဲအသားမပေါ်ရဥရိယအသားပဲမဝင်ရဘူး အရောက်လာတဲ့ဧည့်သည်ကိုလည်းသူကဟင်းကောင်းနဲ့ဧည့်ခံတယ်အိမ်မှာမွေးထားတဲ့စိတ်ကလေးကိုလည်းလေးပြီးတော့ချက်တယ်အဲ့ဒီအမျိုးသမီးဟာဘဝတိုင်းဘဝတိုင်းမှာသူကဒီလည်းလေးပြီးတော့ချက်လိုက်လို့ငရဲတော့သူကြသွားကြသွားပြီးငရဲကလွတ်တဲ့အခါကျတော့ဇက်ပြက်ဇက်ပြက်ပြီးတော့တည်ရတဲ့ဘဝမလဲဘူးတဲ့ ါကြောင့်မို့လို့တချို့ကပြောတယ်စိတ်မွေးအမြခံရတယ်လို့ဆိုအဲတချို့ကထင်ကောင်းထင်လိမ့်မယ်ကိုကတခါတည်းတတ်တာဘာဖြစ်လို့ဒီလောက်ခံရတယ်ဆိုလူရဲ့တဏ္ဍာမဖြစ်တဲ့စေရနာနဲ့ရမှာမဟုတ်တာအဲ့ဒါမေးလို့ရှိရင်ကိုပြန်မေးရလိမ့်မယ်တရားပင်ဆိုင်တဲ့အခါမှာတစည်းတည်းဆိုင်တာအပင်ကသီးတော့တစ်လုံးနဲ့သီးသလားတော့မဟုတ်အများကြီးသီးတာလားဟော တခုတည်းလုပ်ပေမဲ့လို့အများကြီးရတယ်ဆိုတော့ထင်ရှားတယ်เนาะအများကြီးရတယ်ဆိုတော့ထင်ရှားတယ်လူရဲ့တဏ္ဍာမှာစိတ်စေရနာတွေကမြောင်များစွာဖြစ်တာလက်ဖြစ်တတွေ့အတွင်းမှာဂရေ3သိန်းလောက်ဆိုတော့စေရနာဘောင်းဟာဂရေ3သိန်းလောက်ဖြစ်သွားပြီအဲ့ထက်မဲ့အကျိုးပေးနိုင်တဲ့စေရနာတွေမြောင်များစွာပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားကကုသိုလ်ကောင်းမှု လုပ်တဲ့အခါမှာလည်းပဲတရိစ္ဆာန်ကိုလှူလို့ရှင်အစတရားတဲ့ ကိုချင်းတရားမကောင်းတဲ့လူတယောက်ကိုလှူရင်အစတထောင်တဲ့ဟောဒီလိုပြောတာနော်အဲ့တော့ခုနကအကုသိုလ်လုံးတွေလုံးလို့အကုသိုလ်တွေဖြစ်လာပြီဆိုလို့ရှိရင်လေဒီလိုပဲခံရကဲအဲ့ဒီအမျိုးသမီးကဧည့်သည်ကိုကျွေးမွေးဧည့်ခံနေတာဒါကုသိုလ်ပဲကျွေးချင်မွေးချင်တယ်မှန်တယ်ဒါကုသိုလ်သို့သောစိတ်ကလေးကိုတတ်လိုက်တာတော့အကုသိုလ်ပေါ့ အဲ့ဒီအကုသိုလ်ကိုခံရတယ်ကုသိုလ်ရဲ့အကျိုးခံရတာဘယ်လောက်မထင်ရှားပဲနဲ့လူဘဝရလာတိုင်းရလာတိုင်းသို့မဟုတ်ဘဝတစ်ခုရတိုင်းရတိုင်းဇက်ပြက်ဇက်ပြက်ပြီးတော့တည်ရတယ်တဲ့အဲ့ဒီအကုသိုလ်ဟောခံလဲရတာအများကြီးခံအဲ့လိုမျိုးကိုရည်ရွယ်ပြောတာကုသိုလ်တပည့်မရေကတပိတ်သာဒီလိုခံရရင်ဘယ်ဘယ်ဟိုရင်းဖြစ်မလဲတော်တော်လေး ဒါကြောက်စရာကောင်းတဲ့ဟာတစ်ခုပေါ့ယသဖရာဒီဂေါရမဗုဒ္ဓလက်ထက်မှာထင်ရှားတဲ့တထေးဖြစ်ထင်ရှားတဲ့ဓမ္မဒိနာရဲ့အမျိုးသားဝိတာခဆိုရှိတထေးဝိတာခဓမ္မဒိနာဘိက္ခုနီနောက်ကျတော့ဓမ္မဒိနာရဲ့ အမျိုးသားမိသားခတထေရာဇကျုပ်ပြည်မှာနေတာအဲရာဇကျုပ်ပြည်မှာအုပ်ချုပ်တဲ့ဖေမိသားရမင်းဖေမိသားရမင်းနဲ့ဝိသားခတော့ဒီဘဝမှာလည်းအလွန်ရင်းနှီးတယ်ဟုတ်လွန်ခဲ့တဲ့62ကဘာတုန်းကလည်းသူတို့အတော်ရင်းနှီးခဲ့တဲ့လူတွေပဲဒီဘဝမှာလာပြီးဆုံရတယ်62ကဘာတက်ကတိတ်တဲ့ဖုတ်တဲ့ဖရဲနှစ်စုပွင့်ခဲ့မှုတယ် အဲ့ဖုဒ္ဓဘုရားလက်ထက်မှာဘယင်ကြီးရဲ့တားတော်သုံးပါးကုသကောင်မှုလှုပ်ချင်တာဘယင်ကြီးဆရာခွင့်တောင်းပြီးတော့ဝါရင်သုံးလပတ်လုံးသူတို့ကသူတော်စင်အဝတ်ကိုဝတ်ပြီးသူတို့တပည့်ပိယိတန်နဲ့သူတော်စင်အဝတ်ကိုဝတ်ပြီးတော့ဆေဝသီလာဆောင်ညာခုနကဗေမိတာတာမင်းရဲ့အလောင်းနဲ့ဝိတာခရဲ့အလောင်း တော့ငယ်တဲ့62ဘဝတည်းကအဲ့ဒီထက်ပဲဝိတ္တခအလောင်းကပါတော့ဆိုရင်အဲ့ဒီမင်းသား3ယောက်ရဲ့ဘန္တာရေးမှုပေါ့ဘန္တာဟူသူကခံရဗေမိတာတာကတော့အဲ့ဒီတော့အဲ့ဒီမင်းသား3ယောက်ရဲ့သူကစည်ရေးစီမံခန့်ခွဲရတဲ့ခုခေတ်လို့ဆိုရင်မန်နေဂျာပေါ့မန်နေဂျာသူတို့နှစ်ယောက်ကိုတာဝန်ပေးထားတယ်အလှဲကြစီအလှဲကြစီ တို့ညီကွန်သုံးဟောက်ပိုင်နဲ့ခူတော်နေကနေထုတ်ပြီးတော့နေ့စဉ်နဲ့မြတ်တန်ဃာတွေကိုဆုံးကပ်ဖို့ဆိုပြီးတော့သူတို့နေ့ရောက်ဥဆောင်ပြီးတော့ဆုံးကပ်ကြအဲ့ဒီမှာဝေယဝိသသမားတွေအများကြီးပဲခိုင်းထားတယ်ဝေယဝိသသမားတွေသူတို့ကပေးထားတာဒါတန်ဃာတွေကိုဆုံးကပ်ဖို့လို့တန်ဃာဝတ်ဆိုပြီးတော့ခွင့်ပြုထားတဲ့ပတ်စံတွေ နောက်ပိုင်းဘာတွေဖြစ်လာတော့လို့ဆိုတဲ့အခါတန်ခါးတွေဆုံးကပ်လို့ရှိရင်လေတိတ်ပြီးမကြံမှုတဲ့လက်ကြံတိတ်မရှိဘူးတိုင်းပြီးတော့လှုပ်တာဆိုတော့ဘုန်းကြီးတွေကပ်ပြီးရင်ပြောင်းတာပဲဝေယဝိသသမားကသူကသူတို့ပတ်ဆံပေးထားတာဆိုတော့သူတို့ကြွေးတာမွေးတာတိတ်လှုပ်ပုံမပေါ်ဘူးเนาะကြံရင်တော့စားရမှာပေါ့နောက်ကြတော့ဘာလှုပ်လာတော့လို့ဆိုတော့ဝေယဝိသကလည်းတုံးလာကြီးဆိုတော့ ရက်ရှိကြီးလောရတဲ့အခါကျတော့ဟောဒီကလည်းအမေလည်းပါတယ်အဖေလည်းပါတယ်ထမင်းကျက်တာဝန်ကျအမေကတည်တည်အတီးနှံနေလှီးဖို့ချုပ်ဖို့ပြီးဖို့ကြောင့်အဖေကထမင်းချက်ဖို့ပေါ့အဲ့ဒါလို့ဝေယဝိဇ္ဇလာတဲ့အခါအိမ်ကကလေးတွေပါလာဆုံးနေပါလေချဲလို့တန်ဃာတွေကမကြွလာသေးဘူးကလေးလေးတွေကမေမေစားတယ်ဖေဖေစားတယ်နဲ့လှုပ်လာ လောက်လာတဲ့အခါကျတော့အဲ့တန်ဃာတွေမကြွသေးခင်တန်ဃာတွေအတွက်လို့လှူတဲ့လူကလှူထားတာပရမကလေးတွေအငိုတိတ်အောင်လို့ဆိုပြီးတော့ပေးတာကျွေးလိုက်တာစပြီးတော့နောက်ကျတော့သူတို့ကပါစားတော့တာပဲတန်ဃာတွေမလာခင်သူတို့ကချက်လို့ပြုတ်လို့စားတယ်ဆိုပြီးတော့အရင်စားလိုက်ကြတော့တယ်နော်အချိန်တွေကအဲ့လိုပြောင်းလဲသွားတယ်လှုပ်တာတော့ တန်ခါဝေယဝိသကုသိုလ်လုံးကြတာပဲသို့သောတန်ခါတွေမကတ်သေးခင်တလူစားကြတောက်ကြတန်ခါဝုထဲကတန်ခါဝေရည်စူးထားတဲ့စံခဲဝေဘောစင်တွေကိုစားကြတောက်ကြဖြစ်လာတဲ့အခါကျတေလဲတေရောအဲ့ဒီလူတွေက16000တော့ဖြစ်အကုန်လုံးကြိတ်တာဖြစ်ကောပြိတ္တာဘောဟာဆိုတာစားရမယ်မဲ့တောင်းရမယ်မဲ့ဒဏ်ခတ်ခံရတယ်ပေါ့ကံကြမ္မာရဲ့ဒဏ်ခတ်မှုပေါ့ပြိတ္တာဖြစ် 60မဂါဘာတက်ကနေကြိုက်တာဖြစ်ပြီးတော့တိတ်တာဘွားကကျွတ်တဲ့အခါလူဖြစ်လိုက်ဘာဖြစ်လိုက်ပေါ့လေကာအားလျော်စွာသွားပြီဟောဒီဘာတက်ကဘာရောက်တဲ့အခါကျတော့ကကုတန္တမြတ်စွာဘုရားလက်ထက်မှာပြိတ်တာဘွားပြန်ရောက်ကြပြန်အဲ့ဒီလူတွေပြိတ်တာပြန်ဖြစ်ပြန်ဖြစ်တဲ့အခါကျတော့ကကုတန္တမြတ်စွာဘုရားစီသွားပြီးချင့်ကပ်ကြတယ်သူတို့ရုပ်အစင်းတွေကအမှန်တမ်းကြောက်မွက်ဖွယ်ရကောင်းတယ် ခုခေတ်ဆိုရင်တော့ ghost ပေါ့တဆေတည်းဖះစီချင်းကပ်ပြီးတော့တပည့်တော်တို့မစားရကြပါဗျာတဲ့ဘယ်တော့မှကျွတ်မလို့လို့ဆိုတော့တပည့်တော်တို့စားဖို့များကြုံမလားလို့ဆိုဖះကပရီတီလောက်တယ်မင်းတို့ငါဖះလက်ထက်မှာတော့ရအောင်မဟုတ်သေးဘူးစိတ်ပြက်လက်ပြက်နဲ့ပြိတ္တာတွေဒီလိုပဲငတ်ငတ်ပြက်ပြက်နဲ့နေကြနောက်တစ်ခါ လူတွေရဲ့အသက်၄000နှစ်မှဂကုတန္တမြတ်စွာဘုရားပွင့်တာနောက်အဲ့ဒါလို့ဆုတ်ကတက်ကပြီးတဲ့အခါနောက်တစ်ကြောမှာ3000တန်းမှာကောနာကမနာမြတ်စွာဘုရားပွင့်လာအဲ့သူတို့ကမသေးသေးဘူးအသက်ရှင်နော်ဘုရားစီသွားပြီးရှောက်ကြပြန်ဘုရားကလည်းနောက်လက်ထက်မှာမင်းတို့မရနိုင်သေးဘူးရဝေမဲ့လူမရှိဘူးကျွတ်ဖို့မရှိသေးဘူးဟောတော့ကတ္တဝါမြတ်စွာဘုရားအသက်2000တန်းမှာ သုခတက်ကပြီးတော့အသက်2000နှစ်ရောက်တော့ကသဗ္ဗဖုရားပွင်ကသဗ္ဗဖုရားစီချင်းကပ်ပြီးတော့မေးတဲ့အခါကျတော့ကသဗ္ဗဖုရားမင်းတို့ငါလက်ထက်တော့စားရအောင်မဟုတ်ဘူးငါရဲ့နောက်မှာဂေါရမဖုရားဆိုပွင်လေအဲ့ဖုရားလက်ထက်ကျရင်မင်းတို့ရဲ့ဆွေတော်မျိုးတော်မင်းတို့ရဲ့မန်နေဂျာကြီးနော်ဘန္နာဆိုးကြီးအဲသူတို့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့မင်းတို့အမြောက်ဝေလို့ရှိရင်တော့ င်တို့ကြွချိန်တမ်းမှပြီတို့အဲ့လိုပြောတာသိဝန္တာတာတဲ့ကသဗ္ဗဘုရားလက်ထက်မှာအဲ့ဒီအဖြေလေးရနေလိုက်ရောအကြာကြီးခေါရမမြတ်စွာဘုရားပွင့်လာဘုရားရာဇဂျူပြေချွားတော့ဗိမိတာရမင်းကြီးကဝေလူဝန်ဥယျင်လှူတယ်ရေစက်ချတယ်သူတို့မသိလိုက်ဘူးအမျှမရလိုက်ကြအောင်ဗိမိတာရကသူတို့ရဲ့မန်နေဂျာကြီးပေါ့ဟိုဘွားတော့ကနောက်ဝိတာခလည်းကုသကောင်းမှုတွေလုပ်တယ်သူတို့အမျှမရလိုက်ဘူး မရလိုက်တဲ့အခါကျတော့မှသူတို့ဟာတဏှီနီးနဲ့တိအောင်ပြကြတယ်။ရသဗျာကဗိမိသာရမင်းကိုပြောတယ်။မင်းရဲ့ဆွေတော်မျိုးတော်တွေခုလိုပြိတ္တဘွားရောက်နေကြပြီ။တန်ဃာတွေရဲ့စာဥစာပြားစားလို့ဒီလိုဖြစ်တယ်။အဲ့တော့ဒီတစ်ခါကုသကောင်ကိုလုပ်ပြီးမျှဝေပေးပါလို့ဆိုတော့ဖျားမှုရှိတဲ့တန်ဃာတွေပြင့်ပြီးတော့ စွန့်ခဲ့ဘဲဘောစဉ်ချိုးချင်းရတာအဖျားပြားလေးကိုပြင်ဆင်ပြီးတော့တန်ဃာတော်တွေဆက်ကပ်ပြီးဒီကောင်းမှုကြောင့်တပည့်တော်ရဲ့အတိတ်ကဆွေတွေမျိုးတွေမစားရမတော့ရဖြစ်နေတာဒီနတ်နိုင်ဖြစ်တော့အစားအစာတွေရရှိပါစေတည်းလို့ဟောဆိုပြီးအမျှဝေလိုက်တာဟောအဲ့ဒီကစားပြီးစားစရာတွေရသွားကြတယ်ညကျတော့ကိုရောမြတ်တွေကရောက်လာကြသေးတယ်အဝတ်မပါဘူးတဲ့ စားဆရာတော့ရပြီဝတ်ဆရာမရှိသေးဘူးဆိုတော့မြတ်စွာဘုရားသွားလျှောက်တဲ့အခါမြတ်စွာဘုရားကအဝတ်လူရမယ်လို့ဆိုတဲ့အခါတန်ဃာတွေကိုပြင့်ပြီးတော့အဝတ်လူပြီးခုနလိုနတ်နဲ့ဖြစ်တော့အဝတ်တွေကိုရပါစေသတည်းဆိုတော့မှအမြဝေလိုက်တဲ့အခါသူတို့ကလည်းတာရုခေါ်လိုက်တော့ဒီပြိတ္တာတွေဟာလုံးဝကျွတ်တဲ့အဆင့်တောင်ရသွားတယ်ဝတ်ဆရာလည်းရသွားတယ်စားဆရာလည်းရသွားတယ်သူတို့ဟာချမ်းချမ်းသာသာဖြစ်သွားတယ် ဲ့ဒါဟာကြည်တန်ခဝေယဝိသလုံးလို့ကုသိုလ်ရမလားလို့ဆိုမလုတ်တတ်တဲ့အခါမှာကြည်ကုသိုလ်ကတပည့်သားလောက်ရပြီငရဲကတပည့်သားလောက်ဖြစ်တယ်ခံရတာနဲတာမဟုတ်ဘူးတဲ့အဲ့ဒါကြောင့်မို့လို့ဆရာတော်ကြီးတွေကတတိပေးတာဗမာပြည်မှာဖျားပွဲတွေဆိုတာလည်းပဲအလုံးသိကြတဲ့အတိုင်းပဲနော်အကောင်းမလောင်တွေတတ်ပြီးတော့ဖျားပွဲကျင်းပါတယ်ဇပ်ပွဲတွေထည့်ပြီးတော့ကြည်တယ် အေးဇပ်ပွဲတွေထည့်ပြီးတော့ကြည့်တော့တချို့အရတ်တွေမှာပေါ့ကြားဘူးလားတချို့အရတ်တွေမြတ်စွာဘုရားရဲ့အလှကံဘုံမှာတစ်နှစ်လုံးရှိတာလူတဲ့လူတွေကတော့ဘုရားရွှေသင်္ကန်းကပ်ရန်တို့လျှက်စင်မီပူဇော်ရန်တို့ဘာတို့ညာတို့ပေါ့နော်သူခေါင်းစည်းလေးတွေရွှေတော်ဘုရားဟောတက်ကြီးပေါ့တွေ့မှာပေါ့သူခေါင်းစည်းလေးတွေနဲ့သူလှူထားကြတယ်အဲဂေါဘကတွေကပါလုတ်လဲဆိုလို့ရှိရင်ပွဲငှားတယ်အဲ့ဒီပြဿနာ နော်ပွဲကားတယ်ပွဲကားပြီးတော့ပွဲကြည့်တယ်ကြည့်ပြီးတဲ့အခါကျတော့ဖျားထဲမှာပွဲကြည့်လာတဲ့လူတွေကဘယ်ဖျားရှိခိုးဖို့လာတာဟုတ်မလဲပွဲကြည့်တဲ့လူတွေကဘာတွေပါလာတော့ဆိုစီပေါင်းဒုတ်တို့ဘာတို့ဒါမျိုးတွေပါလာမှာပေါ့ခုခေတ်ဆို plus state တွေပေါ့နော်ဟောပြီးရင်အဲ့ဒါတွေကိုပြစ်သွားခဲ့တာဟာပွဲခင်းဟာရှုပ်ရှက်ကိုခတ်ကြံရင်းတာပေါ့ဖျားဝင်းထဲမှာအညစ်အကြေးတွေအဲ့ဒီတည်းကဟိုနာ ပောက်တော့ဒီနာပေါက်မြိုင်နဲ့ ပေါက်တော့တွေနဲ့လည်းနန်းစော်ကြင်ထားပဲဖရာတွေတတကယ်ဖြစ်တာကိုပြောပြတာပါအဲဖရာဝတ်ပြီးလို့စင်ရှင်းတဲ့အခါကျတော့ဘလို့ရှင်းတော့နော်အငိမ့်ငါကဘလောက်လှုပ်ခံလို့ရတာဘလောက်ဘာကဘလောက်ဘာဘလောက်နဲ့စင်ရှင်းလိုက်တဲ့အခါလူငွေပြလာတဲ့အခါဖရာထံကရရကျွေးဘလောက်ဖရာတောင်ကျွေးတင်လိုက်သေးတယ်နော် ဘုရားကြီးထံကရရန်ကြွေတဲ့တကယ်တကယ်အဲ့ဒါเนาะတကယ်တော့အဲ့ဒါမျိုးတွေကိုဆရာတော်ကြီးကရည်ရွယ်ပြီးတော့ကုသိုလ်တပည့်ငရဲတပည့်သာလို့ဒီလိုပြောတာတကယ်တော့ကုသိုလ်စစ်စစ်ရအောင်လုပ်ဖို့အတ္တမရေးကြည့်ဘုရားဘွယ်လုပ်ရင်ဘယ်လိုလုပ်ရမြတ်စွာဘုရားကိုဝတ်တက်ကြမယ်ဘုရားကိုပန်းရေချမ်းတို့နဲ့ပူဇော်ကြမယ်ဘုရားနုတ္တိပွားကြမယ်ရှ िख ိုးကြမယ် ဒါပဲလို့အောင်ဝက်ချီဖို့မလုပ်အောင်ပွဲဆိုတာ ਨੇ ပတ်သက်လာပြီးတော့ဒါဟိုတိအောင်တော့ပြောပြတိကျင်လို့ရှိရင်ဂါမဏိတန်ယုတ်လို့ဆိုရင်တန်ယုတ်ပါဠိတော်ထဲမှာတာလပုတ္တုတ်ဆိုတာရှိရှင်တကာတော့ခေါင်းကြီးတို့ထည့်ပြီးတော့ဟောဘူးတယ်အဲ့တာလပုတ္တဆိုတာဇတ်ဆရာကြီးသူဇက်ပွဲမှာလူတသိန်းပါမတမ်းမှကြီးကျယ်တဲ့ဇက်ပွဲကြီး ဆောင်ရွက်တဲ့လူတွေသူတသိန်းလောက်ရှိသူကမြတ်စွာဘုရားကိုနဲ့ကြုံတဲ့အခါမှာဝင်းလျှောက်တယ်သူတို့ဇတ်ပင်လောကကဆရာဆရာကြီးတွေကပြောတယ်တဲ့အခုလို့စက်ကပြီးတော့လူလူတွေကိုဖြည့်ဖြော်တာဟာတဲ့ဒီဟာဒီကုသိုလ်ကြောင့်နောက်ဘဝကြာလို့ရှင်ပဟာသဆိုတဲ့နတ်ပြည် ပျော်စရာကောင်းတဲ့နတ်ပြည်တစ်ခုသူတို့ရောက်တယ်လို့ဒီလိုပြောထားတာတဲ့အဲ့ဒါဟုတ်ပါသလားမြတ်စွာဘုရားမမေးနဲ့တဲ့ဒီမေကုံငါမမေးနဲ့ငါမဖြေချင်ဘူးတဲ့ဘုရားတခါတခါသူများထိခိုက်မဲ့ဟာဆိုပြောချင်ဘူးပေါ့အဖိုးကြီးလည်းမပြောပဲထားလိုက်ရင်ကောင်းလားမသိဘူးအဲမြတ်စွာဘုရားအတင်းချက်မေးတဲ့ခါကျတော့ဘုရားကဘလို့ပြောတော့ဆိုရှုထောင့်လေးကိုတေချာကြည့်ဖို့လိုတယ်မြတ်စွာဘုရားဘလို့ဖြေတော့ဆို ေးငကိုကမှလူတွေဟာတဏ္ဍာကများနေတာတဏ္ဍာကများအောင်လုပ်တယ်ငကိုကမှမုံတိမှုစိတ်တွေများတဲ့လူတွေမုံတိမှုရှိလာအောင်လုပ်တယ်ငကိုကမှတွေးဝေမိန်မောနေတဲ့လူတွေကိုတွေးဝေမိန်မောအောင်လုပ်တယ်ဆိုလူတွေကိုအကုသို့ဖြစ်အောင်လုပ်သည့်အတွက်ကြောင့်ပဟာသနတ်ပြည်မဟုတ်ဘူးတဲ့ပဟာသငရဲကြတာတဲ့ဟောမြတ်စွာဘုရားဖြေတာအဲ့ဒါလို့ဖြေတာအဲ့ဘုန်းကြီးတို့ပြောတာမဟုတ်ပါဘူးတဲ့ ဒါလဘုဒ္ဓတုတ်ဆိုရှိတယ်ဒါလဘုဒ္ဓတုတ်တန်ရုပ်ပါဠိတော်ယူပြီးတော့ဖတ်ကြည့်ရင်ဂါမဏိတန်ရုပ်ဆိုတဲ့အထက်မှာရှိတယ်နော်တန်ရုပ်ပါဠိမြန်မာပြန်နေရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားဒီလိုဟောထားတာတတိထားစရာကောင်းတယ်အဲ့ဒါဖြင့်ကောင်းပြီဖျားပွဲတွေမှာအတိအမုတ်နဲ့ပူဇော်လို့မရဘူးလားရတယ်နော် ရားပွဲတွေမှာအတိအမှုန်နဲ့ပူဇော်ရင်ကုသိုလ်ရကုသိုလ်ရတယ်ဟောဒီစောင်းဖြင့်ဘုရားကိုပူဇော်ပါတယ်မြတ်စွာဘုရားရဲ့ခုံကျေးဇူးတခြင်းတွေကိုရွတ်ဆိုပြီးတော့ဘုရားကိုပူဇော်တယ်ဟောဒီပြောနဲ့ဘုရားကိုပူဇော်ပါတယ်တိမှုန်ပြီအဲ့တော့ဆိုရင်တော့ကုသိုလ်ဖြစ်တယ်နော်ကုသိုလ်စိတ်နဲ့လုပ်ရင်တော့ကုသိုလ်ဖြစ်ပါတယ်လုပ်လို့ရအဲ့တော့အလုံးမတန်လို့ရှိရင် ကုသိုလ်မရဘဲနဲ့အကုသိုလ်ဖြစ်တာဒါကြောင့်မလို့ဆရာတော်ကြီးကရေးထားတာတနစ်တခါငရဲရှာလူရွာဖျားပွဲဆရာတော်ကြီးကမြင်လို့ရေးထားတာအဲ့တိုင်ပဲရေးထားတယ်သူစာတန်းရဲ့နာမည်ကကုသိုလ်တပည့်ငရဲတပိတာစာတန်းတဲ့ဟောတော်လည်းတရိထားเสียအလွန်ကောင်းတာပေါ့အေးကောင်းပြီအခုလို့ဆုံးကြီးလောင်းပြီဆိုတဲ့အခါမှာလည်းပဲ ကုသိုလ်ရအောင်လုပ်တတ်တဲ့လူကရမှာပဲခုနလိုအကုသိုလ်ရသွားတဲ့လူတွေလည်းပါမှာပဲမပါအောင်မရှိဘူးအဲ့တော့ကိုယ့်ကိုကုသိုလ်လားအကုသိုလ်လားတည်အောင်လုပ်ရကုသိုလ်ရအောင်လုပ်လုပ်တတ်ရကုသိုလ်ရအောင်စိတ်ထားတတ်ရအဲ့လိုမထားဘူးဆိုရင်ကုသိုလ်တပည့်ငရေတပည့်သာဖြစ်မှာပဲမတတ်ဘူးဆိုလို့ရှိရင်ကုသိုလ်လုပ်ငန်းလို့ပြောပေမဲ့လို့ကုသိုလ်လုပ်ငန်းတိုင်းကုသိုလ်ဖြစ်တာမဟုတ်ဘူး အကုသိုလ်ဖြစ်တာနေအများကြီးပဲဒါကြောင့်မို့ကုသိုလ်ဖြစ်အောင်ကိုကိုတိုင်စိတ်ကိုစောင့်တည်ပြီးတော့လှုပ်ဖို့အမှန်တမ်းအရေးကြီးတယ်လို့ဒါဟာသိတင်သိလိုက်တာတွေပဲပေါ့အဲ့ဒါလို့မသိဘူးဆိုလို့ရှိရင်ကုသိုလ်ကိုအကုသိုလ်ထင်တယ်အကုသိုလ်ကိုကုသိုလ်ထင်တယ်မမရရင်ထင်ပြီးတော့ကုသိုလ်ရမလားလို့လှုပ်တယ်ရလာတဲ့အခါအကုသိုလ်တွေဆိုရင်ဘဝမှာနေမောနာပေါ့အဲ့ဒါလို့နေမောမှာဆိုရင် အတော်ကြောက်စရာကောင်းတာပဲလေမိုက်မဲပြီဆိုလို့ရှိရင်ကြည့်လေမိုက်မဲပြီဆိုတဲ့လူကအကောင်းလားအဆိုးလားဆိုတာကိုဘာမှမတွက်တတ်ဘူးမတွက်တတ်သည့်အတွက်ကြောင့်ကြည့်လေအမေကနေငါသမီးအမေခေါင်းမှာမှက်ကြီးကကြိုက်နေတဲ့မောင်းစားမဟဲ့ဆံဖို့ရင်အနန္တရှိတဲ့ဇပွေးနဲ့နှစ်ဖူးကောက်ထူ မကတော့ပြန်သွားတာပေါ့အမေနှစ်ဖူးထုပြီးတော့နှစ်ဖူးကွဲပြီးသေသွားတယ်ဆာရှိတယ်။နော်။အဲ့ဒါလိုပဲလှုပ်ထာတခြားဖြစ်ထာတခြားစိုက်တဲ့ဖက်ပေါ့။နော်။ဘေးအတွက်ဆိုးကျိုးတွေများလာပြီးဆိုလို့ရှိရင်တော့ကုသိုလ်တွေပဲငရေရိတာဖြစ်မှာပဲ။ဒါကြောင့်မို့လို့ကုသိုလ်လုပ်တဲ့အခါမှာကုသိုလ်ပြည့်ပြည့်ဝဝကြောက်အောင်လုပ်ဖို့လိုတယ်။အဲ့ဒီမှာကုတ္တဌာနတုတ်မှာ ခုစွန်ကြီးလောင်းတောင်းတဲ့ပုဂ္ဂိုလ်တွေကုတ္တရဏတုတ်မှာနှလုံးသွင်းရမယ့်အချက်ဆက်ချက်ပညာရှိအမတ်ကြီးကနေပြီးတော့ဘုရင်ကြီးကိုဆုံးမဩဝါဒပေးတာရှိတယ်အလူကြီးအတန်းကြီးလှုပ်ပြီးအခုကတန်ဃာတွေဆုံးလောင်းတယ်ဆိုပေမဲ့ជីညိုဝေယဆောင်းတဲ့တန်ဃာပါခြင်းလည်းပါမယ်ជីညိုဝေယမဆောင်းတဲ့တန်ဃာလည်းပါခြင်းပါလားဘယ်လိုစိတ်ထားမလဲဘယ်လိုစိတ်ထားမလဲဟော အဲတချို့ကျတော့ဆွန်ကြီးလောင်းရင်ကနေပြီးကိုရင်လေးတွေငေါ့ထားတွေပါရေးတွေ့မလို့ကြနဲ့အဲ့ဒါမျိုးပါတော့အဲ့ဒီဘယ်လိုစိတ်ထားရမလဲဆိုတာကိုကုတ္တရဏတုတ်ပါမြတ်စွာဘုရားဟောထားတာရှိတယ်အေကိုလုံးတဲ့ကုသိုလ်ကောင်းမှုဘွဲကိုတဲ့လူတွေကအမျိုးမျိုးလာလိုက်အမျိုးမျိုးဆိုတာအသေးစိတ်တော့မမျိုးကောင်းတဲ့လူလည်းလာမယ်မကောင်းတဲ့လူလည်းလာမယ် ကောင်းတဲ့လူလဲလာမယ်မကောင်းတဲ့လူလဲလာမယ်ဆိုပါစို့ပန္နာတိပါဒရှောင်တဲ့သူတော့ကောင်းတဲ့လာမယ်ပန္နာတိပါဒလှုပ်တဲ့လူလဲလာမယ်အဲ့ဒါလို့လာပြီးဆိုတဲ့အခါမှာလေဘယ်လိုနှလုံးသွင်းရမလဲဆိုကောင်းတဲ့ပုံကိုယ်တွေကိုအာယုံပြုပြီးတော့စိတ်ထဲမှာကြည်နူးအောင်လုပ်ပါတယ်မကောင်းတဲ့ပုံကိုယ်တွေကိုသွားပြီးအပြစ်မြင်ပြီးရန်တွေ့မနေပါနဲ့တဲ့ဒါအရေးကြီးတာပေါ့နော် စိတ်ထဲမှာကုသိုလ်ဖြစ်ဖို့ကအရေးကြီးတယ်စိတ်ထဲမှာကုသိုလ်မဖြစ်ဘဲနဲ့အကုသိုလ်ဖြစ်ပြီဆိုလို့ရှိရင်ခုနပြောတယ်ကုသိုလ်တပဲငရေတပိတ်သာကိုလောက်တာကကုသိုလ်ရတာအကုသိုလ်ဟောဒီလိုဖြစ်ဒါကြောင့်မလို့ကိုယ်စိတ်ကိုကုသိုလ်လုပ်တဲ့အချိန်မှာစင်စင်ကြင်ကြင်လေးကုသိုလ်ပဲရအောင်ကြိုးစားမယ်အားလုံးအရာရာမှာဒီကုသိုလ်ရဖို့ပဲစိတ်ကြည်နူးမှုပေါ်မှာပဲထားပြီးတော့ဘယ်ကိစ္စပဲဖြစ်ဖြစ် ကောင်းဘက်ကပဲရှုမြင်ပြီးတော့ကိုလုတ်တဲ့အလုတ်တခုအောင်မြင်အောင်ကုသိုလ်စိတ်နဲ့ပဲဆောင်ရွက်ဖို့လိုအပ်တယ်တဲ့အဲ့ဒါလို့လုံးဝသာလင်ကုသိုလ်ဟာပြည့်ပြည့်ဝဝရကြမှာအဲ့ဒါလို့မဟုတ်လို့ရှင်ဆရာတော်ကြီးမိတ်ရှိတယ်လို့ပဲကုသိုလ်တပည့်ငရေတပိတ်သာဖြစ်ပြီးတော့အဲ့ဒီအကုသိုလ်ရဲ့အကျိုးကိုခံကြရတယ်တဲ့အေးဒါကြောင့်ကိုတရားချက်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်အခုဖျားပွဲနဲ့ပတ်သက်၍၎င်း တရားပွဲနဲ့ပတ်သက်ပြီးတော့လည်းပဲမှတ်ရမှာပဲတန်ခါပွဲနဲ့ပတ်သက်ပြီးတော့လည်းမှတ်ရမှာပဲကုသိုလ်ပွဲတွေနဲ့ပတ်သက်လာလို့ရှိရင်ကုသိုလ်ပြည့်ပြည့်ဝဝရအောင်စိတ်ထားတက်ဖို့အမတန်မှအရေးကြီးပါတယ်စိတ်ထားတက်မှမြတ်တယ်လို့ဆိုတဲ့မြန်မာစကားအလုံးမှန်ကန်တယ်ကုသိုလ်ရအောင်စိတ်ထားတက်ဖို့အရေးကြီးတယ်ဆိုတာကိုယ်စီကိုယ်စီမှတ်သားပြီးတော့ကုသိုလ်တရားဖြစ်ပွားအောင် တတိကြီးစွာထားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း